ရစ်စတီယာနိုရော်နယ်ဒိုနဲ့မက်ဆီတို့တတင်းထဲမှာကစားနိုင်ခြေတွေမြင့်တက်လာပြီဆိုရင်ဒီ group ဘလို့ထင်လဲအင်မတန်တော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိစက်ကြည့်ကြည့်လိုက်ပါသဘောဘောလုံးသမားရဲ့အကောင်းဆုံး greatest of all time ရဲ့အတူကောင်းနေတဲ့ goat လို့ဘောလုံးချစ်သူတွေကခေါ်ကြတဲ့မက်ဆီနဲ့ရော်နယ်ဒိုတို့တတင်းထဲမှာအတူတွဲကစားတာကိုမြင်ရနိုင်ခြေရှိတဲ့လာလာတဲ့ပေါ်လာပါပြီမက်ဆီကပေါ်တိုကိုအင်တာမိုင်ယာမီကအနိုင်ရခဲ့တဲ့ပွဲပြီးမှာကြိုးကြောင်ဆက်ဆက်မှုရှိပဲရော်နယ်ဒိုနဲ့သူ့ကြားမှာ အတူကုံဆုံးခဲ့တဲ့အချိန်နဲ့အခိုက်အတန့်တွေမရှိတာကြောင့်တငယ်ချင်းမဖြစ်ခဲ့ပေမဲ့တယောက်ကိုတယောက်အပြန်လန်လေးစားထင်ကြီးကြတယ်လို့ပြောခဲ့တာကြောင့်သူတို့ကိုချစ်တဲ့ပရိသတ်တွေကြားမှာရောဘောလုံးကဘာမှာပါအလုတ်ခတ်ဆုံးတည်င်းဖြစ်သွားခဲ့ပါတယ်ထိတ်ဆုံးအဆင့်မှာဆက်ရှိဖို့ကြိုးစားနေတဲ့ရော်နယ်ဒိုရဲ့ကြိုးစားမှုတွေကိုကျွန်တော်လေးစားတယ်လို့အထင်လဲကြီးပါတယ်ရော်နယ်ဒိုနဲ့ကျွန်တော်ကြားမှာရှိတဲ့ပြိုင်ဆိုင်မှုတွေကဘောလုံးကွင်းတွေထဲမှာပဲရှိကြပါဘောလုံးကွင်းတွေပြင်ပမှာတော့ကျွန်တော်တို့ကတာမန်လူတွေပါပဲကျွန်တော်တို့ကတငယ်ချင်းတွေမဟုတ်ပါဘူး ဒါကလည်းအတူတွဲမိတဲ့ကစားတဲ့အချိန်နဲ့အခိုက်အတန့်တွေမရှိလို့ပါဒါပေမဲ့ကျွန်တော်တို့အပြန်အလှန်လေးစားထင်ကြီးတာတွေအပြည့်ရှိတယ်လို့မက်ဆီကပြောခဲ့တာပါမက်ဆီဟာရော်နယ်ဒိုနဲ့ပတ်သက်ပြီးဒီလိုပြောတာမျိုးတစ်ခါမှမလုပ်ခဲ့ဘူးဒါကြောင့် headline သတင်းဖြစ်သွားခဲ့ပါတယ်ရော်နယ်ဒိုဟာအသက်40ဆိုတဲ့အရွယ်လိုလက်ခံဖို့ခက်ခဲတဲ့စွမ်းဆောင်ရည်တွေစွမ်းဆောင်ပေးခဲ့တဲ့ကြားကအဲ့နာစာမနေခဲ့တဲ့ဘောလုံး200တီဇက်တိုက်ချန်ပီယံဆုတွေနဲ့ဝေးခွာခဲ့တာကိုစိတ်ပြတ်နေတယ်လို့အဲ့နာစာမဆက်နေဖို့မတေချာတော့တာကို စော်ဒီလိပွဲစဉ်တွေပြီးဆုံးသွားတဲ့လွန်ခဲ့တဲ့တလကျော်လောက်ကလေးကမြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။ကစားသမားဘဝစီးစာချိန်ကိုပေါ်တူဂီနဲ့အတူ2026ကမ္ဘာဖလားကစားဖို့နဲ့ဂိုးတထောင်ပြည့်အောင်သွင်းဖို့ဆိုတဲ့ရည်မှန်းချက်တွေကိုပေါ်ဆောင်ဖို့ကြိုးပမ်းနေတဲ့ရော်နယ်ဒိုအနေနဲ့အလွန်များပြားလာတဲ့လောက်ခလာစာတွေပေးနေတဲ့အန်နာစာကိုစွန့်ခွာဖို့ဆုံးဖြတ်မယ်ဆိုရင်မက်ဆီနဲ့ပူးပေါင်းတာကအကောင်းဆုံးရလဒ်တွေထွက်ပေါ်လာမယ်ဆိုတာကတော့မြေကြီးလက်ခံမလွဲပါအန်နာစာကိုစွန့်ခွာမယ်ဆိုရင်မက်ဆီနဲ့ပေါင်းစည်းတာက ရော်နယ်ဒိုအတွက်စီးစားခြင်းအိမ်မက်တွေအသက်သွင်းဖို့အတွက်အရေးတင့်ဆုံးအဖြစ်လည်းဖြစ်မယ်လို့တော့ထင်ပါတယ်။မက်ဆီနဲ့ရော်နယ်ဒိုတတင်းထဲမှာအတူတွဲကစားတာကိုမြင်ခွင့်ရမယ်ဆိုရင်တော့ဘောလုံးတမိုင်းအတွက်တော့စိတ်လုံရှားစရာအကောင်းဆုံးခိုက်တက်နေဖြစ်လာမှာဖြစ်တယ်လို့အဲဒီပေါင်းစည်းမှုရဲ့နောက်ပိုင်းမှာမျော်မှန်းတာထက်ကိုပိုတဲ့ဝေကြီးနဲ့အခြားအရာတွေလည်းပါဝင်လာမှာသေချာပါတယ်။တကယ်လို့သာပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင်တော့ဂုတ်နှစ်ပါးအတွက် win-win situation တွေပိုင်းဆိုင်မှာသေချာတယ်လို့ ဘောလုံးကဘာနဲ့သူတို့ကိုချစ်တဲ့ပြိသက်တွေအတွက်လည်း extraordinary happy ending ဖြစ်လာမှာသိကြပါတယ်။အိမ်မက်တွေလက်တွေ့အသက်ဝင်ပူခတ်ခဲ့တယ်ဆိုပေမဲ့မဖြစ်နိုင်ဘူးဆိုတာမရှိတာကြောင့်ခုနှစ်ပါးတကယ်ပေါင်းစည်းကြမလားဆိုတာကတော့ဘောလုံးချစ်သူတွေအတွက်ရင်ခုန်စရာပုံစံတစ်ဖြစ်လာခဲ့တာသိကြပါတယ်။ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ညီကိုတို့ကျွန်တော်တို့ဘာမကရဲ့ဗီဒီယိုတွေကိုနှစ်သက်တယ်ဆိုရင်ညီကိုရဲ့ထင်မြင်ယူဆချက်တွေကိုလည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment တွေပေးသွားနိုင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်